ြီးရှိပါစိတ်သမာနမိမမိုက်ကို အောင်လီရာမူခြင်းမြတ်စွာဘုရားသခင်သည်တာဝတင်သာနတ်ပြည်၌ခုနဝါမြဝါဆိုတော်မူသည်ထို့နောက်ထက်တနကိုပြည်သို့တက်ဆင်းတော်မူကာတာဝတိပြည်သို့ကျတော်မူသည်ဇေတဝင်ကျောင်းတော်၌တည်င်းတုံးတော်မူသည်ထိုစဉ်စိတ်ဆမာနဝိကာအမည်ရှိသော ပရိဘုစမရံပြုခြင်းကိုခံရသည်မြတ်စွာဘုရားသခင်အဖို့ပထမဘောဓိခေါ်သောဝါရော20တွင်း၌တပည့်တော်ကများ ဒီရေအလားတနေ့တခြားတိုးပွားလာသည်ဖျားရှင်အားကြီးညိုသူပြိတက်များအထူးများပြလာသည်ထိုသူတို့၏ပူဇော်တက္ကရာပြုမှကိုခံယူရရှိကအတိုင်းမသိလက်သက်ပကပေါများလာသည် နေမင်းထွက်သောအခါပိုးဆုံးကျူးလို့မိမိန်သွားကြသကဲ့သို့တိတ်ချီတို့မှမိမိန်သွားကြသည်တန်ခိုးအရှင်အဝါယောနေသွားကြသည် လက်ပူဇော်တကာရများတနည်းတခြားကောင်းပါလာသည်ဤတွင်တိတ်ကြည့်တို့သည်ဝင်းဒိုစိတ်ဖြစ်တည်ကြကဖះရှင်ကုံတင်းဖြည့်ရန်အာထုတ်ကြသည်သူတို့သည်တာဝတိတိရှိစိန်သမာနာအမည်ရှိသောပရိဘုဗ္မကိုစီယုံကြသည်စိန်သမာနာသည် အလွန်ချုံမောနှပသည်ရွယ်လေ နှုပြိုသည်ရုပ်အစင်းလေအလွန်တင့်လေသည်စက်တရေမင်္ဂလာနှင့်လည်းပြည့်စုံသည်တိတ်ကြည့်တို့သည်စိန်သမာနာကိုခေါ်၍နမစိန်သမာနာ ငါတို့ကိုယဟန်ကောဓမကနှိမ့်ဆက်ညင်ပန်းကလက်လာပါခေါင်းပါအောင်ပြုလုပ်နေသည်ကိုတင်မတိလို့ဟုအပြစ်တင်ဆက်စကားပြောကြ၏စိတ်သမာနလည်းအရှင်ကောင်းတို့ထိုအကြောင်းကိုတပည့်တော်မှမတိရတာဤကိစ္စ၌တပည့်တော်မတိအဘယ်သို့သောအမှုကိုပြုလုပ်ပေးရမည်နည်းဟုမင်းမြဲဤတိတ်ချီတို့ကမြမစိတ်သမာနတင်သည်ငါတို့ဤချမ်းသာရေးကို အလိုရှိပါနေ ယဟန်ကောတမယီမကောင်းတဲ့င်းဖြစ်ပေါ်အောင်ပြုပါတော့ယဟန်ကောတမယီလောဘိပူဇေနိတကာယကိုပြပြစေပါတော့ဟုပြောဆိုကတာဝန်ပေးကြဒီစိန်စမာနာကဝေကောင်းပါပြီအရှင်ကောင်းတို့ယဟန်ကောတမယီမကောင်းတဲ့င်းဖြစ်ပေါ်စေရန်တပည့်တော်မှတာဝန်ယူပါသည်ဟုရဲရဲတောက်တာဝန်ယူစကားပြောကြသည့်ထို့နောက်စိန်စမာနာသည် တိတ်ချီတို့ထံမှထွက်ခွာခဲ့သည်မိမမာယာတို့၌မိမပါနဲ့သူဖြစ်ရကတာဝတိပြည်သူလူအပေါင်းတို့ယုံမားတန်တရားဖြစ်စေရန်စတင်ဆောင်ရွက်သည် သူသည်ပိုးပယံတွေးနီတွေးသောအစင်းရှိသောအဝတ်ကိုဝိယုံသည်နန္ဒာပန်းစသည်တို့ကိုလက်ဆွဲလျက်တရားနာပရိသတ်များဇေတဝင်ကျောင်းတိုက်မှထွက်လာကြခြင်းတွင်ကျောင်းတိုက်သို့ရှိရှုသွားသည်။လမ်း၌တွေ့သူလူများကအို စိတ်ဆမန်ယခုအချိန်၌အင်းဘယ်ရက်တို့သွားမိနည်းဟု မေးကြသည်စင်စမာနာကကျလို့သွားမိအရက်ကိုတိတဖြင့်တင်တို့အတွက်အဘယ်ကျိုးရှိမိနည်းဟုခင်မားဖွယ်ရာစကားကို ပြောကြသည်ထို့နောက်ဇေတဝင်ចောင်းတိုက်အမီဒိဋ္ဌိတို့ចောင်း၌ညာအိတ်နေထိုင်သည့်တာဝတိမျိုးမှဒါယကာဒါယိကာမတို့သည်ဖျားရှင်ထံအလင်းလက်ဦးဖူးမြော်ရင်းနက်နက်စောစောသွားကြသည်ထို့အချိန်၌စင်စမာနာသည် တိတ်ထီကျောင်းမှထွက်လာခဲ့သည့်ဇေတဝင်ကျောင်းတိုက်ဝဲညှိအိတ်နေခဲ့သည့်ပုံဟန်ဆောင်၍တာဝတိမြို့တွင်သို့ဝင်သည်လမ်း၌တွေ့သူလူအပေါင်းတို့က"အိုးစိတ်စမန်အဘယ်ရက်၌ဤညှိအိတ်နေခဲ့သည်"ဟုမေးကြသည်ကျွန်ုပ်အိတ်ခဲ့သည့်နေရာကိုတင်တို့သည့်တစ်ဖြစ် ်အဘယ်ကျိုးရှိနေနည်းမသိကျင်ကြပါနှင့်ဟူ၍စိန်သမာနာကထင်မှားဖွယ်စကားကိုပြောကြလေသည်ဤနည်းနှင့်နေနေစဉ်သွာလာပြောဆိုသည်တလခန့်ကြသောအခါလမ်း၌တွေ့သူလူအများကရှင်းဤအတူမင်းညံ့ကြသောစိန်သမာနာကအကျုံးလို့သည်ဒေတာဝင်ចောင်းတိုက်အတွင်ဝေခန္ဓကုတီចောင်းတစ်ခုရင်း၌ယဟန်ကောတမနှင့်အတူမြင့်အိတ်နေခဲ့ရပါသည် ဟုဆွဆွဲစတင်ပြောကြလေ၏ ။ဤသို့ဖြင့်တုံးကလေးလာလွန်သောအခါစိန်သမာနာသည်ပုဆိုးချမ်းတို့ဖြင့်ဝမ်းကိုရစ်ပတ်သည်မိမိကိုယ်ကိုကိုယ်ဝန်ဆောင်သောမိမအသွင်ပြုသည်။ထိုအချိန်၌စိန်သမာနာသည်တိတ်ကြီးကျောင်းမှထွက်လာခဲ့သည်။တဝင်းကျောင်းတိုက်ဝဲညှိအိတ်နေခဲ့သည့်ပုံဟန်ဆောင်၍တာဝတိမြို့တွင်သို့ဝင်သည်လမ်း၌တွေ့သူလူအပေါင်းတို့က"အိုးစိန်စမန်အဘယ်ရက်၌ညှိအိတ်နေခဲ့သည်"ဟုမေးကြသည်။ ကျွန်ုပ်အိတ်ခဲ့သည့်နေရာကိုတင်တို့သည့်တစ်ဖြစ်အဘယ်အကျိုးရှိနေမည်မသိကျင်ကြပါနှင့်ဟူ၍စင်စမာနာကအထင်မှားဖွယ်စကားကို ပြောကြလေသည်ဤနည်းနည်းနှင့်နေစဉ်သွာလာပြောဆိုသည်တလားခန့်ကြသောအခါလမ်း၌တွေ့သူလူအများက ရှင်းနီအတူမင်းမြန်းကြသောစင်စမာနာက အကျွန်ုပ်သည်စေတဝင်ចောင်းတိုက်အတွင်ဝေကနကုတီចောင်းတစ်ခုရင်း၌ယဟန်ကောတမနှင့်အတူမြင့်အိတ်နေခဲ့ရပါသည် ဟုဆွဆွဲစတင်ပြောကြားလေ၏ ။ဤသို့ဖြင့်သုံးလလေးလလုံသောအခါစိန်သမာနာသည်ပုစိုးကျန်းတို့ဖြင့်ဝမ်းကိုရစ်ပတ်သည်မိမိကိုယ်ကိုကိုဝင်ဆောင်သောမိမအသိဉာဏ်သည်ထို့နောက်မြင်းမြန်းအဝတ်ကိုဝိယုံကရဟန်းကောတမကို အစွဲပြု၍ကျွန်ုပ်သည်ကိုဝင်ရှိနေပါပြီဟုဆွဆွဲပြောကြသည် ထိုအခါအချို့သူတို့ယုံမားတန်တရားဖြစ်စပြုလာ၏တော်ဤနည်းဖြင့်ရှစ်ပေကိုးပေဆုံသောအခါစိန်သမာနာသည်တမျိုးဟန်ဆောင်ပြန်သည် သူသည်တကယ်ကိုဝင်အရင်အမှရှိနေဟန်ပြုသည်ဘဲဥထက်ချမ်းပုံတသားပုကိုဝမ်းပိုင်း၌ကဲ့၍ကျိုးများဖြင့်ချီနှောင်သည်အဝတ်ဖြစ်ပတ်သည်ထိုဤအထက်၌ညံသောအဝတ်ကိုဝိယုံသည်ထို့နောက်လက်ဖမိုးခြေဖမိုးတို့ကိုနွားမေးရိုးဖြင့်ထုနှက်တဲ့မွေးဖွားခံပြီးခြေလက်များအန်းနေသည်ဟန်ပြုသည်ပင်ပန်းနှွမ်းနေနေဟန်ဆောင်သည် စေတမနာသည်မျက်နေခြင်းအချိန်ဝင်မြတ်စွာဘုရားသခင်ဗုဒ္ဓတနဓမ္မပလင်၌ထိုင်နေတော်မူ၍ပရိသတ်အားတရားဟောနေတော်မူစဉ်သွားရောက်သည်ဘုရားရှက်ဤရှေ့တက်တဲမှရဲ့၍ယဟန်ကြီးတင်သည်လူအပေါင်းတို့အားတရားဟော၍တာနေသည်ကျွန်တော်မမှမူတင်ယဟန်ကြီးကိုဆွဲ၍ ကိုဝင်ရှိနေပြီးကိုဝင်မှလည်းယခုရင်မှနေပြီးတင်ရဟန်းကြီးကကျွန်တော်မအတွက်တားဖွာရင်အိမ်ကိုလည်းမစင်းစားထောပတ်စီစသည်များကိုလည်းမရှာဖွေနေနိုင်တော့သည်ထိုကိစ္စများကို ကိုယ်တိုင်မပြုနိုင်လေတင်ဤဒါရကဒါဤကာမများအနက်တူဦးကိုပြုလို့အားဆောင်ရှောက်စေတင်ပါသည်ယခုမူတင်ရဟန်းကြီးသည် ထို့သို့လည်းမပြုခဲ့တင်ရဟန်းကြီးကမွေရောပျော်ပါဖို့ရန်သာစင်းစားသည်ကိုဝင်သားကို ဆောင်ရှောက်ရန်ကိုမူ စဉ်းစားတော့ပါတကားဟုပြိတက်အလေး၌ဆွဆွဲပြောဆိုလေတော့သည်ထိုအခါဖျားရှင်သည်ဟောနေသောတရားစကားကိုခိတရညာလိုက်သည်ရှင်သိမင်းကဲ့သို့ရဲရင်သောအတန်ဖြင့်နမစိန်စမန်တင်းယခုပြောသောစကားမှန်မှန်မမှန်ကိုတင်းနှင့်ငါသာတိကြကုန်၏ဟု၍မိန်တော်မူသည်စိတ်စမာနကအလျှော့မပေးဟုတ်ပေသည်ယဟန်ကြီးတင်းနှင့်ငါတို့နှစ်ဦးသာတိကြသောကြောင့် ယခုလိုကိုဝင်အရင်အမာဖြစ်ရပေသည်ဟူ၍တဖန်ထက်၍ဆွဆွဲပြန်သည်မာနထိုအခါ၌ထိုဖြစ်ရကိုတိကြမင်းသိရှိသွားသည်စိန်စမင်းမယုတ်သည်ဖျားရှင်ကိုမဟုတ်မမှန်လောက်ကျန်ဆွဆွဲနေပြီးပရိသတ်အဝယ်၌အဖြစ်မှန်ကိုတိအောင်ငါရှင်းရတော့မည်ဟုကြံစီသည်ချက်ချင်းပင်နတားလေးပါးတို့နှင့်အတူဇေတဝင်ကျောင်းတော်ရှိဖျားရှင်တရားဟောရာဌာနသို့လာရောက်ကြလေသည် ထိုနေရာသို့ရောက်သည်နှင့်ကြပြိုင်နှင့်နှစ်သားလေးပါတို့သည်ကြံ့ငယ်ရောင်ဆောင်ကြသည်စိန်စမာဝက်ချီထားသောတစ်သားဖူး၏ကျိုးများကိုကြပြိုင်နှင့်ကိုက်ဖြတ်ကြလေသည်မိကလည်းစိန်စမာနာဝိယုံထားသော အဝတ်ကိုအထက်သို့တိုက်လွှင့်ပေးသည်တခဏအတွင်းမှာပင်တစ်သားဖူးကိုဝက်ချီထားသောကျိုးများပြက်ကုန်ကြသည်တစ်သားဖူးလည်းအောက်သို့ကျသွားသည် စိန်သမာနခြေပမိုးထက်၌ကြလျာခြေများနှစ်ဖက်တို့တွင်တွင်ကျိုးလေ၏တရားနာပရိသတ်တို့လည်းအဖြစ်မှန်ကိုသိရှိသွားကြသည်စီသမာနာအားဆဲဆိုလျက်ခဲတုပ်လင်ကန်တို့ဖြင့်ရခိုင်ရိုင်းနှက်ကြကကျောင်းတော်မှနှင်ထုတ်လိုက်လေသည့်စင်သမာနာသည်ဖျားရှင်မျက်ွယ်ရာသို့ရောက်သောခဏ၌ညီမျိုးခံရသည် အဝီစီမှမိရှံများသည်စင်သမာနာအားရပိုက်၍အဝီစီနေရဲသို့ခေါ်ဆောင်သွားလေသည်